ုတော်မေနာတော်ဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓဗျာရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဗျာရှင်ဟာကိုးကွယ်စိကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိသာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိကပ်ပါ၏တန်ခေါမေနာတော်တန်ခံတရဏံကိသာမိတန်ခါတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏ တန်ဃာတော်မြတ်အားကိုးကွယ်စေကြပါ၏မိဘတို့ဤဂုံကျေးဇူးနှင့်မိဘတို့အားလှုပ်ကြွေးသောအကျိုးကိုဟောတော်မူကြောင်းတကြိမ်တုန်ဤတို့ဟောတော်မူ၏ကဗျမကာနိဘိခဝေတာနိကုလာနိတပုပ္ပာဒေဝတာနိသာစရိယကာနိတာဟုနိယကာနိဘိခဝေ चित्त ယဟန်တို့တာနိကုလာနိ ထိုအမျိုးအိမ်တို့သည်ကတဗျမကာနီဗျမနှံ့မင်းနှင့်အကွသောအိမ်လေမိကုံဤတပုပ္ပဒေဝတာနီအိမ်ရှိနှံ့ရှိသောအိမ်လေမိကုံဤတာစရိယကာနီဆရာကြီးရှိသောအိမ်လေမိကုံဤတာဟုနေယကာနီအလူခံကောင်းရှိသောအိမ်လေမိကုံဤဗျမတိမာတာပိတရောဥပ္ပါစရိယတိ ဝုစရေအာဟုနေယာသပုတ္တာနံပဇာယအနုကံပကာဝိခဝေစေတယဟံတို့မာတာပိတရော အမိအဖာတို့ကိုကဗျမာတိဗျမာနတ်မင်းဟူ၍လည်းယင်ဝုစရေဆိုအပ်ကုန်၏ပုဗ္ဗာစရိယာတိရှေးစရာဟူ၍လည်းဝုစရေဆိုအပ်ကုန်၏ပဇာယ သာသမီအားကအနုကမ္ပကတနာပေတ္တကုံဒီဖြီဝေပုဒ္ဒာနံသာသမီတို့ဤအာဟုနေယာသာအလိုကံလေမြီကုံဤတမာဟိနေနာမိတေယတကရေယာသာပန္တိတာအနေနအထောပါနေနဝုထေနတယနေနာသာ ဥစ္စာတနေနာနာနေနာပါရဏံဒောဝနေနာသာတာယပါရိစရိယာယမာတာပိတုတုပန္တိတာဣဒေဝနံပတံတန္တိပိစသတ်ကေပမောတတိတမ္မာဟိထိုကြောင့်လေနေထိုမိခင်ဖခင်တို့ကိုပန္တိတော် ပညာရှိသောသာသမီသည် နမတေယရှ िख ုံးဝန္တနာပြုရာ၏တက္ကရေယသာယိုတိမြတ်လို့ရာ၏အနေနာထမင်းဖြင့်၎င်းအထောထုံမတပါပါနေနာအဖျော်ဖြင့်၎င်းဝှချေနာအဝတ်ပစိုးဖြင့်၎င်းတယနေနာသာအိယာဖြင့်၎င်းဥ္စာတနေနာပန်းနန္တာဖြင့်၎င်း နာနေနာစာချိုးရည်ဖြင့်၎င်းပါရဏံဒောဝနေနာစာခြေစင်းရည်သုံးဖေးသဖြင့်၎င်းမာတာပိတုတုအမိအဘရုံ၌တာယပါရိစရိယာတာထိုတို့လှုပ်ကျွေးသောကြောင့်ပန္နိတာပညာရှိတို့သည်နံထိုသူကိုဣဒေဝဤပိဿုပ်ပံဘဝ၌လည်းပတန်တန်တိချင်းမုံကုန်ဤ ပစ္စတန္တရာတို့ရောက်၍တက်ကေနတ်ပြည်၌ပမောတတိမွေလျော်ရာဤအဖြောင်းကဤတို့ဆိုပေရာတတိခြေသားယဟန်တို့မိခင်ဖခင်တို့ကိုမိမိအိမ်၌ပူဇော်တက်ကပြုလျက်ပြီးအတူတကွနေရသော သာသမီတို့သည်ကမြမာနတ်မင်းနှင့်အတူတကွနေရသည်လည်းမိကုန်၏မိခင်ဖခင်တို့က သာသမီတို့ဤမြမာနတ်မင်းပင်ကိုဒီမြမာနတ်မင်းတို့ကမေတ္တာကရုဏာမုဒိတာဥပိ္ပခာဤလေးပါသောအကျင့်တို့ဖြင့်လူသူတကာဟူသည်များကိုရှေးရှုဖြစ်လျက်နေတည်းမိခင်ဖခင်တို့လည်းငယ်သောအခါသာသမီကိုကြည်ပြင်း၍ပြည့်စုံစေခြင်းသောမေတ္တာစီဖြန့်လျက်နေ၏ကျင်နာခြင်းမအိမတာသာသမီတို့ရှေ့လက်တော်ခါ သူထက်လွန်၍တနာကရုဏာဖြင့်နေ၏ကြီးပြောင်စဉ်၍ပြည့်စုံသည်ကို မြင်လတ်တော်ဝမ်းမြောက်တော်မူရတာဖြင့်နေ၏လौတတ်ကြံတတ်၍မိမိအလိုသို့အိမ်တော်လူရေးပွန်လျက်မှုဝုန်းကုံလေပြီးတော်ကတအားသည်ကိုအကြောင်းမူ၍ဘုံကျမအလျောက်အချိုးရောက်လာကောင်းသည်ဟုဥပိ္ပခာဖြင့်ရှေးကကြောင်းကြမြဲမကြောင်းကြဘဲလျော့၍နေ၏ ဤလေးပါသောမေတ္တာကရုဏာမုဒိတာဥပိ္ပခာအကျင့်တို့သည်ကမြမနတ်မင်းတို့ဤအကျင့်သည်သာသမီတို့၌မိခင်ဖခင်တို့အကျင့်သည်မြမနတ်မင်းတို့ဤအကျင့်၎င်းသည်မြမနတ်မင်းအကျင့်နှင့်တူသောကြောင့်မိခင်ဖခင်တို့လည်းမြမကြီးမိကုန်ဤဤတို့ဖြစ်၍မိခင်ဖခင်ကို ပူဇော်ရသောသာသမီတို့သည်ကမျက်မှောက်လည်းစီးပွားချမ်းသာများရာဤ အများသူတကာလည်းချီးမွမ်းရ၏နောက်နောက်တန်ត្រာ၌လည်းလူချမ်းသာနတ်ချမ်းသာကိုမိခင်ဖခင်အားလှုပ်ကြွေးသော ကုသိုလ်ကြောင့်ရရ၏လူဤချမ်းသာကလေးကျွန်းတနင်ဆက်ချဝရေမင်းကြီးအဖြစ်တိုင်အောင်သောလူချမ်းသာနတ်ချမ်းသာကနတ်ပြည်၆ထပ်ကိုအစိုးရသောနတ်မင်းတို့ချမ်းသာဤချမ်းသာနှစ်ပါးကို ခံရလေရ၏ဤဒီကသာသမီတို့သည် မိဘတို့ကို မွေးမြူရသော ကုသိုလ်အားဖြင့်အကျိုးခံရသောတရားသည်မိခင်ဖခင်တို့သည်လည်းသာသမီတို့ကိုချစ်သနာခြင်းရှေးရှုလျက်နှလုံးနှူးညံ့သောမေတ္တာစိတ်ကုသိုလ်အားဖြင့်သာသမီတို့နှင့်အတူ၎င်းလူချမ်းသာနတ်ချမ်းသာကို ခံရရာဤဟုဟောတော်မူသောတရားလည်းတူသည်မိနှင့်တူသောအပူသုံးပါးအကြောင်းလူအယံ့နာမိနှင့်တူသည် ုံးပါလူပုံအောင်ဆုံးဤတမိနစ်တူဒီကဖရားတစ်ဘက်သာတန်ဃာဒီနေ့သာသမီတို့ဤမိကမိခင်ဖခင်ဒီသုံးမယားဤမိကမိမိလင်ဒီဤတို့မိသုံးပါးကိုပြစ်မှားမိတော်ကလောင်တက်လာဤဂျိုသေးမြတ်နိုးတော်ကကောင်းမှုဖြစ်ဤဖရားသခင်လက်ချေ အရှင်အနုရုဒ္ဓာနေရာသို့နတ်အယတ်တို့တွင်50မြင့်သောနေမာနရတိနတ်ပြည်ကနတ်သမီးများတို့လာကြလာ၍အရှင်အနုရုဒ္ဓာကိုစိတ်ကန့်လာကုန်၏အထူးထူးသောအစင်းတင့်တယ်ခြင်း အလိုအတိုင်းနှလုံးရှိရာရာတင့်တယ်သည်ကို၎င်းအလိုအတိုင်းချမ်းသာခံလိုသည်၍မိမိကိုယ်ကိုဖန်ဆင်း၍ချမ်းသာခံသည်ကို၎င်းအရှင်အနုရုဒ္ဓာကိုရှောက်ခဲ၍ တက်လီဖုန်းဤမရှင်အနုရုဒ္ဓကလည်းဖရာသခင်ကိုနတ်သမီးတို့ ဆိုခဲ့သည့်အတိုင်းလျှောက်လေ၏ဖရာမြတ်စွာလည်းလူပြည်နာအကျင်တာဤကာမတို့သည်မိမိလင်ကိုယိုသိမြတ်တို့ဤထိုတို့သောတာဤကာမတို့ဤစည်းစိမ်ခံရအယတ်ဟုဒီကနေမာနရတ္တိနတ်ပြည်လျင်ဒီဟုဟောတော်မူသော တရားလေတူဤမယားအပြာခုနှစ်ပါးအကြောင်း တရားရောအခါဤသို့ဟောတော်မူတုံဤလူတို့တွင်မယားကခုနှစ်ပါးရှိရာဤတိသူသက်နှင့်တူသောမယားနှင့်ခိုးသူမနှင့်တူသောမယားသုံးအရှင်မနှင့်တူသောမယားဤမယားသုံးယောက်တို့ကမိမိလင်ကို ပြင်မာတတ်သောကြောင့်အပေလေးပါငရေလာဤလေတားကိုအမိကျင်နာတဲ့ကဲ့သို့မိမိလင်ကိုကျင်နာသော အမိနှင့်တူသောမယား ငါမောင်ကိုနမစုံမဲ့တကယ်သူလင်းကိုစုံမဲ့တတ်သောနမနှင့် တူတော်မယား6အချစ်အခင်မိခင်ဘုံစီးပွားလိုတကယ်သူမိမိလင်းကိုစီးပွားလိုသောမိခင်ဘုံနှင့်တူတော်မယား9အရှင်သခင်ကိုယိုသေးကြောက်ရွံ့တကယ်သူမိမိလင်းကိုယိုသေးကြောက်ရွံ့သောကျုံမိမ့်မနှင့်တူတော်မယားအိမယားလေးပါတို့ဒီကမိမိလင်းကိုမပြစ်မမာ ခံညာညွန်ရှာလျေယိုသေးဒီကြီးဖြစ်သောကြောင့်လင်ကိုယိုသေးဘူးသောကောင်းမှုအားဖြင့်လျေလူချမ်းသာနတ်ချမ်းသာခံရရာဤဤတို့ဖြစ်၍လင်ကိုပြစ်မာသော မကောင်းမှု လင်ကိုယိုသေးသောကောင်းမှုဖြစ်သောကြောင့်မယားတို့ဤမိဟုဒီကမိမိလင်းလျင်မိမိဤဟုတည်းဤတို့နီးနေတပ်ပင်ညုံမြတ်စွာဘုရားသည်အထူးသောနိနာတို့ဖြင့် တပည့်သားတော်တို့အားဟောတော်မူသောတရားတော်ကိုကြားတိုင်းမှတ်မိသည်ကြီးချီ၍ဥဒရာမိမမြကတာမဝတီမိဖုရားဆသောတောတပန်ဝင်မိမမြ900တို့အားဟောပေတယ်လျင်ကတိဥဒရာမိမမြကတောတပန်အရိယာဖြစ်၍ပိရကသုံးပုံကို လူမိမ့်မှဖြစ်လျက်ပြီးလေ့ကျင့်နိုင်သောကြောင့်အခြားအမြင်များစွာသော ခြေစူးအပြင်ဖျားသာသနာ၌ချင်းရှားစွာ၏ ဩတရာသောတာပန်မိမမယဝတ္ထုပြီဤနန္ဒမာတာမိသောမိမမယဝတ္ထုဩတရာမိမမယအရိယဝတ္ထုကို ဆိုပြီးသောအစုံ၌ကနန္ဒမာတာမိသောအရိယမိမမယဝတ္ထုကိုဆိုပေလက်တံညာစโจပြီဤတောင်မျက်နှာအရန်၌ဝေယုံအတိမြို့ပြင်၌စိုက်သောကြောင့်ဝေလူကန္နကမြို့တွင်သောမြို့ကြီးတစ်ခုရှိ၏ ထိုမျိုးနာကြက်တပ်ပုံခုနဲ့ဆင်မြင်သောအိမ်ဖြင့်စီးစိန်ကြီးလာတထင်းမတယောက်ကိုသားယောက်ျားနန္ဒလူလင်ရှိသည့်ဖြစ်၍နန္ဒမာတာဟုတွင်ဤနန္ဒမာတာမိမမြဤအာနုဘောကျေစုကဤတို့သည်တစင်ကြယ်တန်ရှင်းစွာသောအာစာရတည်ခြင်းအချင်းနှင့်လည်းပြည့်စုံစွာဤနှင့်အခါခတ်သိမ့်လျင်နေလွဲညစာမစာ ရှောင်ကျဉ်နိုင်သောအကျင့်လည်းရှိ၏၃မြတ်စွာဘုရားဟောတော်မူသောတရားဟုသည်များပိဋကတ်၃ပုံကိုအလိအကျင့်ဆောင်ရွက်နိုင်၏၄အကျွတ်၃ဒံရာလေဇန်တမာဘတ်ချမ်းသာနှင့်အကွာပြည့်စုံသော အနာဂံအရိယာမိမ့်မြအဖြစ်ဖြင့်လည်းထင်ရှားစွာ၏၅ကျွယ်ဝချမ်းသာသောသတိသမီးဖြစ်၍1250သောရသေးစပန်ဤ ကြည်ကြီးများတို့ဤသခင်လည်းချစ်၏ထိုကြည်တို့ကအသက်ရှိသည်၍သုံးဆောင်လှဲ့တော်လေ ယူရာမထင်အတိုင်းပင်ပြည့်တုံတုံပြည့်ပြန်၏နန္ဒမာတာတသိမ်းမ၏စပယ်ကြီးကဲ့သို့အယူမထင်ပြည့်သည်နေနေဖြစ်ပါခြင်း၏ဟုလူသူတကာတို့ဆုတောင်းပတ္ထနာတောင်းတရလဲဖြစ်သည်နန္ဒမာတာနှင့်မဟာရဲ့နတ်မင်းကြီးတွေ့ဆုံ၍ ရသေးစပက်ကြီးဖြင့်ပူဇော်ခြင်းအကြောင်းထိုများသောကြည်များတို့ကဝတ္တဝနာမဟာရိနတ်မင်းကြီးလေမြတ်နိုးတနာတရားယုံကြည်စွာ၍ပေးတတိပေးသောအကြောင်းကဤတို့သည်တရားရောအခါအနန္တမာတာမိမမြတ်က ကောင်းသောမြဲမြံစွာစောင့်စည်းသောဘုခနေရှင်မြင့်သောပြတ်တများမှာညီဦးရန်တကောင်းရန်နှပါလွန်၍မိုးတောက်ရန်၌ ဇန်သမာဘတ်ချမ်းသာအဖြစ်ဒီမွေးလျော်ရာအံလောတပ်ပညိုဟောတော်မူသောတရားတော်ကိုဒီပရစေခြင်းဖြင့်မွေးလျော်ရာအံလောဟုကြံလတ်တော်ဒီဇန်ချမ်းသာထေတရားတော်ကိုတရိစေ၍နိလိုဝမ်းမြောက်ခြင်းချမ်းသာကိုခံစားသည်လျင်မြတ်ဤဟုဆောက်တည်၍ရာဇဂိုပြည်တွင်ပါတာနာစေတီယာမိတော်ကြောင်း၌ ယသိတ်တစ်ကြိတ်6ရောက်မေးသော ပြဿနာကို ဖြေတော်မူ၍ယသိတ်တောင်း6000တစ်ကြိတ်9ရောက်တို့နှင့်အကွာ34ကရီသောပရိတ်တတ်တို့ကိုချွတ်တော်မူလျက်ဟောသောဂါထာ150မြလောက်သောပါရာယဏတရားဟုအမည်တွင်သောတုတ်တန်တရားကိုနန္ဒမာတာမိမမြတ်သည်ตาရစွာသောအတန်ဖြင့်တရိစေ၍တရားအရာတာကိုခံစားလျက်မွေးလျော်၏ ထိုတို့ပါရယနာတရားကို လေတာဝနန်းဖွင့်၍တရိစေကြိုက်လျင်ဝတဝနာ မဟာရဲ့နတ်မင်းကြီးကမိမိနတ်ဖြီကသည်ဂရေတတောင်းများလောက်သောဘလူးချံရံလျက်တဏ္ဍာတိုင်မန်ကင်းက တကွန်ကြီးကို ရှေ့ဆောင်စေလျက်အထောင်မကသောမင်းနေရာတဏ္ဍာပလင်အတိပြည့်သောတဆက်နယုဇနာများလောက် အလျားအနံကျဲသောသူတို့သမီးတို့သာရွက်ဆောင်ရသောနာရီဝါဟနာမြည်သောယင်သာကြီးကိုစီ၍ဘုရားသခင်အားပြတ္တနာမေအံဟု ကောင်းကင်ပြင်တိုင်လာလာသောကြိုင်၎င်းလျေနန္ဒမာတာမိမမြဤပြတ္တစီသို့ ရောက်လာသောအခါတရားပရိစ္ဆေတံကိုကြားလေ၏ဝတ္တဝနာမဟာရိနတ်မင်းကြီးကစီသောယင်ကိုတန့်စေ၍ တရားအဆုံးထက်တိုင်စေလျင်နာတတိတရားနာဆုံးပြီးသောအခါ၌ရွှေပန်းတရားစည်းတပွဲကဲ့သို့သော လေတော်ဤတင့်တဲ့ခြင်းကိုပေါ်၍တင့်နေစေလျက်နမကြီးအံ့ဝယ်ဖြစ်စားဟုကောင်းချီးပေ၏ဖျားမြတ်စွာပါဒနာစေတရာမိသောចောင်းတော်၌နေတော်မူလျက်တောင်း6တောင်းတကြိတ်9ရောက်သော ပါရာယဏိကယတိပုံနာတို့ကိုတိုင်တယ်၍ ဟောတော်မူသည့်နေမှာယခုနေ့ကအထူးမရှိအတူဒီနှတုံးပြဖြတ်သောရွှေပိုင်းကဲ့သို့နမကြီးရွတ်သောဂါထာလေဘုရားမြတ်စွာဟောတော်မူသောဂါထာ၎င်းသည်နမကြီးလည်းအမတ်မြဲစွာ၏နမကြီးဟောတံလည်းနားပါစွာ၏ငါလည်းတာရုခေါ်ပါ၏ဟုကောင်းချီးပေးလင်၏ဝတ္တဝနနာမင်းကြီးတာထုတာထုဟုကောင်းချီးပေးတံဟု နန္ဒမာတာမိမမြကြာလာ၍ညနာရောင်စဉ်တင့်တဲ့စွာသောအရှင်သူမြတ်ငါတရားတန်ကိုတာတို့ခေါ်တာတို့မြတ်ကအဒူနီတကားခုနှစ်တန်ဖြင့်ရဲမြန်စွာသောအဆောင်အရှောင်ရှိလျက်ဘုံပြတ်သဖြားချက်မှာတာတို့ခေါ်လာလက်တာတို့ကအဘယ်သို့သောငကားမင်းဂလုံးမင်းနတ်မင်းမြမမင်းတို့လည်းဖြစ်ပေသည်နီဩဟုတန်တော်ပေးလျက် အချွတ်သုံးတန်ဇန်သမာဘတ်ရပြီးတော့မိမမြတ်သည်လေတာနန်းတကားဝါတို့ထွက်၍မေဤနတ်မင်းကြီးလည်းနမကြီးငါဝတ္တဝနာနတ်မင်းဖြစ်တော်မောင်ကြီးဒီဟုမြည်ကြီးထုတ်ပေ၏နတ်မင်းကြီးကတောတပံများသာဖြစ်၍အနာဂံဖြစ်သောနန္ဒမာတာတရားရသည်လွန်ပေသောကြောင့်နမကြီးဟုတည်းအနှစ်ကိုးတန်းများလောက်အသက်ရှည်စွာပြည့်သည့်ဖြစ်သောကြောင့်တမူကား ငါမောင်ကြီးဟုဆိုသည်နတ်မင်းကြီးအမိပေးသောအတန်ကို ကြားလိပြီးမှနန္ဒမာတာလေအရှင်နတ်မင်းကြီးသာတို့ခေါ်တော်မူသည် အလွန်မြတ်လာစွာ၏ဤတို့သာတို့ခေါ်တော်မူသောကြောင့်လျင်ငါရွတ်သောတရားစီကဧည့်သည်အားလက်ဆောင်တော်ဖြစ်လင်ထိုက်၏ဟုတရားလက်ဆောင်ဆက်တည်မူ၍အလူဘိုးကိုဝေလင်း၏နတ်မင်းကြီးလည်းဤတို့ဆို၏နမကြီး ငါကိုအလိုဖို့ဝေတော့ဧည့်သည်လက်ဆောင်ကိုလည်းခံဤနေဖန်မိုးတောက်လက်တော်ကာရိပုတ္တရာမောက္ကလန်အရှင်တို့တပည့်သားတော်အယံတန်ဃာနှင့်အကွာဖရာမြတ်စွာကိုစားတော်စေတော်မူ၍ဇေတဝန်အကြောင်းတော်ကားသည်ဒေတာစာရီလှဲ့ကြလေ၍ရောက်လက်တန်တည်းမိုးတောက်ပြီးအရှင်တို့ကိုဆွပြစီလှုပ်ကြွေးတော်လေငါ့ကိုနမကြီးအလိုဖို့ဝေပါ၍ ထို့သို့ဝေသော အလိုဖို့သည်လေအကံလက်ဆောင်မိပါစေလေသည်ဟုအလိုဖို့ကို ခွင့်တောင်းပြီးမှနမကြီးပါရယနာတရားကိုတရိစေတီတီတရားဟောမိစေငါလည်းတရားနာမိပါစေတရားဟောအားတရားနာမိသည် ပူဇော်မြေဖြစ်သောကြောင့်နမကြီးကိုတရားဟောအားပူဇော်ရသောအချင်းဝအရောက်လျင်ပူဇော်ပါဤဟု တလေးစပယ်နီအတိပြည့်သော1550မြာသောစပယ်ကြီးကြီးတို့ကိုစောင့်နေခဲ့ဤနမကြီးအသက်ရှိသေး၍လျင်ဤမြလောက်သော ကြီးတို့သည်ယူရာမထင်အပြည့်ပင်ဖြစ်စေတော်ဟုနတ်မင်းကြီးအဋ္ဌကံအပြင်စောက်တည်ခဲ့သည်ဤတို့လျင်ဒီနန္ဒမာတာမိမမြတ်ကဝတဝနာမဟာရိနတ်မင်းတို့ပင်တော်လေမြတ်နိုးတနာပူဇော်တက်ကပြုထိုက်တော် ဖျားသခင်သာသနာတော်၌မိမမြတ်ပင်ကိုယ်သည်ထိုအခါဝါဆိုလာပြည်နေ၌ရေတဝန်အကြောင်းတော်မှဖျားမြတ်စွာဒေတာစာရီလဲအံ့တော်ကထွက်၍သွားတော်မူလေသည်ကိုကောတလာမင်းအနာတပင်တထေအဆရှိတော်သူတို့မတောင်းမှန်ဝန်ကြ၍ကြေဝဟုအမည်ရှိတော်အနာတပင်တထေချုံမာသည် အရှင်ဘုရားပြန်တော်မူ၍ចောင်းတော်တွင် နေတော်မူကားမူ အကျွန်တရဏကိုစောက်တိပါအံ့ဟုဘုရားသခင်ကို တောင်းပန်၍ကျောင်းတော်သို့ဝင်ပြန်သောအခါသည်ဤတို့သွားအံ့ဟုရည်တော်မူပြီးသည့်ဖြစ်၍ငါကိုယ်စားဒေတာစားရီကြွလိကုန်ဟုတာရိပုတ္တရာမောက္ခလံအရှင်တို့ကို စေတော်မူသည် အရှင်နပါလေအယံတန်ခါနှင့်အကွာ ဝေလူကန္နကပြည်သို့မိုးတော်လျင်ရောက်သည်နန္ဒမာတာမင်းမြတ်လည်း ဝတဝနာနမင်းကြီးဆိုသည့်ကြားပြီးသောကြောင့်ဆုံးပန်းစီရင်၍အရှင်တို့ကိုပြင့်လေစေ၍လှုပ်ကြွေ၏ဆုံးဖုံးပေးပြီးသောနန္ဒမာတာမိမများကို အရှင်သာရိပုတ္တရာမေတော်မူ၏အတုလျင်တန်ခါလံအံ့သော အကြောင်းကိုဆိုပေ၍တဂါမတိတ္တနီဟူမေ၏နန္ဒမာတာမိမများလည်းအကျွန်ပါရာယနာတရားကိုတရိစေစီ ဝဒဝနာနာမည်ဆုံးအောင်နာ၍ကောင်းချီးပေးပြီးမှအရှင်တန်ဃာတို့လာလန့်အံ့သော အကြောင်းကို ဆိုပြီးခဲ့တည်းဟုနာမည်နှင့်အကွာ ဆိုကြသောစကားကိုစိတ်ဆုံစွာ ပြန်ပြီးတေကာရိပုတ္တရာအရှင်လေတကိုးကြီးသောနာမည်နှင့်အကွာ မျက်မှောက်ကင်းကဖူးထွေ၍နန္ဒမာတာနှုတ်ဆက်ရသောဟူသည်အံ့ဝဲတရေ ဖြစ်စွာတကားဟုကောင်းချီးပေး၏နန္ဒမာတာလည်းအချိန်ချင်းလျင် အံ့ဖွယ်တရေဖြစ်တော့သောမိမိကျေးဇူးကိုဆိုပေ၏နေနန္ဒဟုအမည်ရှိသော အကျွန်သားတယောက်သာသည်ထိုးထိုးသောသားကိုတစုံတစ်ခုသောပေပြက်လောက်သော အဖြစ်ကြီး၌ယုံငင်၍တတ်ညစ်လေ၏အကျွန်ဤနှလုံးကတစိုးတစီဖောက်ပြန့်ခြင်းများမကြည်မသာမဖြစ်ပဲလျင်ကြပတိပင်စီတာနိုင်သည်တုံး တဦးတုံကျမအလျောက်ဖိတ်စင်လေးတော့အကျွန်လင်းသည်ဘလူးဖြစ်လေပြီးတယံတယံလာလတ်၍လူကအသွင်ဖြင့်မြင်းမြဲတိုင်းပင်ပြလာ၏ထိုပြလာသည်ကို မြင်တော်လေအကျွန်နှလုံးတွန့်တုံမရှိတလျင်ကသည်လေတကြိမ်တုံငယ်သောအရွယ်ကလည်းမိဘပေးစားသောလင်းဤအိမ်တွင်ရှိလာ၏ထိုရှိလာသောအခါကစာ၍ လင်မတပါကိုနှလုံးမြလွန်ကျွ၍ကျင့်ဘူးလေသည်မရှိငါအကျင့်တူးတုံအကျင့်သောအခါကစ၍သာသနာတွင်ဖျားဓာယိကာမဟုတရဏဂုံစောက်တည်၍ဝန်ခံစမှု၏ထိုသောအခါကစ၍ပြစ္စတိတရင်ပြက်ဖို့သည်မရှိ6အကျင့်တူးတုံအကျင့်အကျင့်မြလောက်ဇန်သမာဘတ်ချမ်းသာကိုမြတ်သောပုဂ္ဂိုလ်ကို အကျွန်လဲထိုးအတိုင်းလည်းအလိုအလျောက်ဇန်ချမ်းသာကိုခံစားရ၏ခုနှစ်ဇန်သမာဘတ်ချမ်းသာမှာတပါလေလောကုတ္တရာတရားအဖြစ်အောရံဘာဂိယတန်ရောစဉ်၅ပါးကို အကျွန်၌မဖြောင်းနိုင်ဘဲကျွင်းစီမရှိဤတို့ခုနှစ်ကျင့်ဆဲအောင်လည်းမိမိကိုယ်၌အမြဲဖြစ်သောအကျင့်ကိုနန္ဒမာတာမင်းမြတ်သည် ပြန်ပေသည့်အတိုင်းလည်းသာရိပုတ္တရာအရှင်ကား အံ့ဖွဲ့တရေဖြစ်လျက်ကောင်းကြီးပေးသည့်ညီညင်သည်ဤသို့ဆိုခဲ့ပြီးသောကျေးဇူးအချင်းတရင်အာစာရတို့သည်ကနန္ဒမာတာမင်းမမြဤကျေးဇူးအာနုဘော်နေနေသည်ပါရယနာတုတ်တံဒေသနာတော်950ကိုဟောတော်မူသောအကြောင်းနန္ဒမာတာမင်းမမြတရစ်ဆဲသောပါရယနာတရားဟုတွင်သောတုတ်တံဂါထာ950ကို ဖရာများစွာဟောတော်မူသောအကြောင်းကားဤတို့သည်လွန်လေပြီးသောအခါဖရာများစွာကတပလက်ထက်၌လက်သမားကြီးတယောက်တည်းသည်လက်သမားအမုံ၌အတုမရှိအောင်တတ်သည်ထိုလက်သမားဤလက်အောင်တပည့်ကတကြိတ်၆ယောက်ရှိ၏တယောက်တယောက်တွင်တစ်ထောင်တစ်ထောင်လက်သမားရှိ၏အပေါင်းကတစ်ပေါင်း၆ထောင်တကြိတ်၇ယောက်တည်းလက်သမားတို့က ဘာရဏတိပြည်နာတက်လို့ဝါလို့ကိုလို့၍အိမ်ယာတစောင်းပြတ်တဟူသည်များကိုလက်သမားအမှုအလိုရှိရာလို့၍အသက်မွေးသည်တရားယောခာလက်သမားကြီးဤတို့ကြံဤငါတို့အသက်မွေးခြင်းကရက်ဆောက်စားသာသည်အိုမင်းလာတော်ကအသက်မွေးရအံ့သည်မဟုတ်ဟုကြံ၍ပေါ်ပါသောတစ်ပြင်းများတို့ဖြင့်ငရုတ်ကြီးပြူ၍ရန်နေရာဖြင့်ပြန်စေ၏ တပည့်သားတို့ကိုလည်းဤနည်းအတူငဲ့ယုတ်ရင်ကို ပြုတ်ကုန်ဟုကုံအောင်ဆောင်တပည့်တို့ကို ပြန်တတ်သောငဲ့ယုတ်ပူကြီးပြုစေ၏ဤမြောက်လောက်သောငဲ့ယုတ်ရင်တို့ကို ကောင်းကင် ပြင်တိုင်းပြန်စေသဖြင့်မရောက်ကောင်းသောအရာဟု၍မရကောင်းသော အရာဟု၍မရှိအဘယ်ပြည်ကိုယူရအန်ဤဟုတိုင်ပင်ကြ၏ဘာရဏတိပြည်ကို ယူတော်မူကားမူဟူကုန်၏လက်သမားကြီးလည်းအချင်းတို့ အီယမှုကို5မိနစ်တဲ့ဗာရဏသီပြည်ကိုရပြီဖြစ်တုံတော်လေလက်သမားမင်းကြီးလက်သမားအရှင်မင်းဤတို့စသည် သူတို့ခေါ်ခြင်းဖြင့်လက်သမားအမိကမပြောက်သည်နင်းနေသည်သဘူရီပါကျုံးဖြင့်ကျဲဝန်းစွာအဝေးအလံအစင်အဝါမတိရတော့တွား၍မင်းမူကုံအန်းဟုတိုင်ပင်ကြပြီးမှတာမယာစသည်ကို ငရုတ်ဝမ်းတွင်ကြီးတွင်၍လက်နေကရိယာစီရင်လျေမြောက်ရဟိမဝန္တာတို့ရှေးရှုပြန်ကြလေကုန်၏ဟိမဝန္တာတောင်ကျရင်၌ကထဝါဟနပြီဟုတည်လေ၏လက်သမားကြီးကိုလည်းတရုတ်ကိုစီရင်၍ယင်ပြုသောကြောင့်ကထဝါဟနမင်းကြီးဟုတွင်လေ၏မင်း၏နိုင်ငံအခြားဖြစ်သည်၍လည်းကထဝါဟနတိုင်းဟုတွင်လေ၏တကြိမ်၆ရောက်သော တပည့်လက်အောက်ကြီးတို့သည်လည်းအမတ်ကြီးအရာကြီးရကုန်၏တပေါင်း6000သောတပည့်သားများလည်းအမှုအကယ်နေနေကြီးဖြစ်ကုန်၏ထိုကတ္တဝါဟနာပြီကမင်းတရားဆောင်သောအာဖြင့်တင်းကြိုကြီးလဲပါဖြင့်တင်းကြိုသည်ဖြီ၍အလွန်လျင်စီပင်ကျွယ်ဝပွင့်လင်းစွာ၏ဘေးပြန်ဥပဒေဝအန္တရာယ်မရှိ ချမ်းသာ၏ မင်းကို၎င်းမင်းဤပရိတတို့သည်၎င်းပြည်တွင်ပြည်ပခတ်သိမ်းသောပြည်သူတို့သည်၎င်းအလွန်နှစ်လို့စုံမဲ့ကြကုန်၏ပြည်သူရွာသားလည်းမင်းနိုင်ငံဝေမွေလျော်ပျော်ပါကုန်၏မင်းလည်းပြည်ကြီးတခင်ဖြစ်တော်မူ၏ဤတို့အားဖြင့်အခါရှည်လျားလာတော်သည်မေဇီမာတိုက်အယံဘာရဏသီပြည်ကကုန်သည်များတို့သည်ကတ္တဝါဟနပြည်သို့ရောက်လာသည်တည်း မင်းကြီးအားဖူးမြင်ကြလေ၍ဗာရဏတိပြည်ကလာသောအဖြစ်ကိုဆို၏မင်းကြီးလည်းကုံတယ်တို့အားတင်းကြုံအပ်သည်ကိုတင်းကြုံ၍တွားလေသောအခါဗာရဏတိမင်းကြီးနှင့်ချစ်ခင်လိုသည်ကိုဆိုလာ၏ကုံတယ်တို့လည်းဗာရဏတိမင်းကြီးအားကထဝါဟနတိုင်းသာကုံတယ်တို့ကိုပြ၍ကထဝါဟနမင်းကြီးချစ်ခင်လိုသည်ကိုပြန်ပေ၏ မင်းနှပါကအချစ်အခင်စေပါကြ၍မမြင်ကြပဲလျင်အချစ်ဖြစ်ကြ၏ပြင်းနှပါကလာသောကုန်သည်တို့ကိုကင်းစသောအခွန်အတုလွတ်စေ၏ဘာရဏတိမင်းကြီးကကထဝဟနမင်းတို့မာလာ၏ငါအချစ်ဒီတွင်မမြင်ဘူးသောယေတနာမချားတောင်းသောစကားကောင်းရှိ냐မူကပြပါစေတည်းကြားလာစေတည်းဟူမာလာ၏ကထဝဟနမင်းလေ पारण ते महांगो